ဟောဒီပရိသတ်တွေဘဝမှာကျင့်တဲ့ဆရာတွေကများလားမကျင့်တဲ့ဆရာတွေကများလားမကျင့်တဲ့ဆရာများတယ်ဘု து ကိုမကျင့်မနဲ့ဖြစ်နေကြသူများကိုမကျင့်တတ်တာလားကိုယ့်ကိုယ်ကိုမကျင့်မနဲ့ဖြစ်နေကိုယ့်ကိုယ်မကျင့်မနဲ့ဖြစ်တယ်ဘယ်လိုမကျင့်နဲ့ဖြစ်ရတခါတခါလေးတို့ရဲ့ဘဝမှာတရားနဲ့နှလုံးမသွင်းနိုင်လို့ရှိရင်အဋ္ဌာနကောပဒေါသဆိုတာရှိတယ် အဋ္ဌာနာကောပါဒေါသဆိုတာမလိုအပ်ပဲနဲ့ဖြစ်နေတဲ့ဒေါသမျိုးမကျေနပ်ချက်အရာ မဟုတ်တဲ့အရာမှမထွက်သင့်တဲ့အရာမှဖြစ်နေတဲ့ဒေါသမျိုးကိုအဋ္ဌာနာကောပါလို့ခေါ်တယ်။နေပူလို့လဲပူလို့ဆိုရင်ဒေါသထွက်တဲ့တွေရှိမှမရှိဘူးလား။မိုးရွာတော့လဲရွာလို့ဆိုပြီးတော့ဒေါသထွက်တဲ့လူကမရှိဘူးလား။မိုးမရွာတော့လဲမိုးကိုမျောတယ်မိုးတအားရွာတော့လဲမိုးကိုပြန်ပြီးပြဿနာရှာတယ် ။အိုးမအေးတော့လဲအေးအောင်ဆိုရင်အဆောင်လေးအငွေလေးလိုချင်တဲ့အေးပြန်တော့လဲအခုပြဿနာရှာတယ်ဆိုတော့ជីစံဘိုက်ဝါတော့လဲဝိုက်လို့ဒေါသဝါလို့ဆိုရင်ဒေါသကြီးတယ်။ဘိုက်စားတော့လဲစားလို့ဆိုရင်ဒေါသကြီးတယ်။မလို့အပ်တဲ့အရာတွေမှာဖြစ်နေတဲ့ဒေါသမျိုးအဋ္ဌာဏခောကောပဒေါသလို့ခေါ်တယ်။တို့တွေအဲ့ဒီဒေါသတွေများလားမများဘူးလား။ဟောတိတော့တိတာ ော့သိတာလေးကိုအသိနောက်မှာအကျင့်ပါဖို့လိုလားမလိုဘူးလားမြတ်စွာဘုရားကတယောက်ယောက်အပေါ်မှာမကျင်နှက်ချက်မြန်ဖြစ်ခဲ့မယ်ဆိုရင် ဖြည်နည်းငါးနည်းနဲ့ဖြည်ကြည့်ပါ ဖြည်နည်းဘယ်နည်းနည်းလဲမကျင်နှက်ချက်ကိုဘယ်လိုဖြည်မလဲဆိုတာဒီမှာပုံပေါ်တယ်ဘေကဝေจิตတจิตမိတို့ဣဓာဤလောက၌ ယသမိန်ပုဂ္ဂလေအကျင်ပုဂ္ဂိုလ်တစုံတရာအပေါ်မှာအာဃာတောဇာယေတာမကျေနပ်ချက်မြန်ဖြစ်ခဲ့ပဲဆိုရင်တသမိန်ပုဂ္ဂလေအဲ့ဒီမကျေမနပ်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့အပေါ်မှာမေတ္တံဘာဝေတပံအကျိုးလိုလာတဲ့မေတ္တာတရားပွားခြင်းအပြင်အာဃာတောပတိဝိနေတ္တဘောမကျေနပ်ချက်ကိုဖြေလို့ရတယ်နံပါတ်၄ဖြေနည်းကမေတ္တာနဲ့ဖြေအဲ့နဲ့ဖြေရမယ် မကျင်နှက်ချက်တွေဖြစ်လာရင်မြတ်စွာဘုရားကဖြည်နီးငါးနေဒီဒေသနာတော်မှာဟောတာနံပါတ်၁ကမေတ္တာနဲ့ဖြည်ကြည့်တဲ့။ဘာနဲ့ဖြည်ရမလဲ။ဆွေကြည့်ပါမကျင်နှက်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြည်ဖြောက်ပါ။မကျင်နှက်ရာပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြည်ဖြောက်ပါ။မကျင်နှက်ရာ ပုဂ္ဂိုလ်မှာမေတ္တာပွား၍ဖြည့်ဖြောက်ပါနံပါတ်၄ဖြည့်နည်းကမေတ္တာနဲ့ဖြည့်ဗာနဲ့ဖြည့်မကျင်တဲ့စိတ်ဆိုတာဒေါသစိတ်လားမေတ္တာစိတ်လားဒေါသစိတ်ပဲလေဒေါသကိုဒေါသနဲ့ဖြည့်လို့ပြည့်တယ်ကြားဘူးလားပြိတဲ့ယံဖြစ်တဲ့သူဖြစ်ကိုဖြစ်တော့ယံပွဲကငြိမ့်ပါမလားသူမုံကိုမုံရင်ပြဒနာပြီးပါမလား အဲ့တော့သူ့ရဲ့စန့်ကျင်ဘက်နဲ့ဖြေမှပြေတာတခါကစဉ်းစားကြည့်တယ်။အော်လူတွေသောတာအလျောက်ဆဲကြဆိုရရင်ဖြစ်ကြ။ဆဲတယ်ဆိုတာသူဆဲကိုဆဲဆဲမှာအရှိတာ။တယောက်တည်းဆဲရင်အာမရှိဘူး။ရှိလား။တယောက်ဆဲတော့အာရှိတယ်နော်။သူဆဲတော့ကိုကမခံနိုင် အားရတက်လာနှလုံးပြန်ဆဲဟိုကအားရတက်လာတော့သုံးလုံးဆဲ။ ိုကအားရတက်လာတော့၄လုံးဆက်ဟိုက၅လုံးဆက်သူကတွေ့ရနဲ့ကောက်ပေါ့ကိုကတွေ့ရနဲ့ကောက်ထူရံဖြစ်တယ်ဆိုတာစွပီးကြွလာမကြွဘူးလားသူ့ဆဲ60 10မှအားရှိတာတစ်ဘက်ကဘလောက်60ကိုကပြန်မဆဲဘူးဆိုရင်ဟိုဘက်ကလူကအားရအလိုလိုယော့သွားတာမယုံရင်လေကိုအိမ်ရှိကိုတယောက်ကနေအိမ်ရှိမှလာပြီးဆဲကြည့် ူဆဲတာကိုကမခံနိုင်လို့အိမ်ထဲကနေအတန်ပြဲကြီးနဲ့အဲ့လမ်းမဘွားလူကပြန်ဆဲလမ်းမဘွားလူကိုပြန်ဆဲကြည့်လမ်းဘွားလူကအားရတက်ပြီးအိမ်ခဲနဲ့ထုနိုင်လားမထုနိုင်ဘူးလားအိမ်ကိုမီးနဲ့ဝရှုနိုင်လားမရှုနိုင်ဘူးလားဆွပေးတာကိုအထဲကနေလို့အဲ့ဒါသူကတော့အပြင်ဘလောက်ပဲဆဲဆဲအိမ်ကအိမ်ထဲကနေဘာအတန်းမှမပေးဘဲမတိကြံဆောင်ပြီးနေကြည့်လမ်းမဘွားလူက9မိနစ်10မိနစ်တော့စဉ်းစားဆဲပြီးတော့အော်ဘာမှမရှိဘူးနဲ့တူပါတယ်ဆိုသူကသူပြန်ပြေးနိုင်လားမပြေးနိုင်ဘူးလား ကိုကပြန်မဆော့ပင်တွန့်သွေကြိုက်တွန့်ထွက်သွားတာအဲ့ဒါကိုကအိမ်ထဲကနေမခံနိုင်လို့ဆော့ပင်ကြွတယ်ဆိုတာဒေါသဆိုအဲ့ဒါပဲပြိသက်မိကိုမိနဲ့ညှင်းလို့ညှင်းမမလားမိကိုပါနဲ့ညှင်းရေနဲ့ညှင်းမညှင်းတာဟာဆိုလူတယောက်ဒေါသထွက်ပြီဆိုရင်အဲ့ဒီ negative သူဒေါသထွက်လို့ကိုဒေါသထွက်ရင်ဒေါသကဆော့ပေးသလိုဖြစ်သူဒေါသထွက်ရင်သူဒေါသကိုအလိုက်တင်ပဲ